မင်္ဂလာပါခင်ဗျာရွှေညောင်မြေ channel ကနေကြိုဆိုပါရစေဟုတ်ကဲ့ခင်ဗျာလူတိုင်းရဲ့ဘဝမှာအခက်အခဲဖြစ်တဲ့ချိန်အခွင့်အလမ်းရသည့်ချိန်တစ်ချိန်တည်းမှာပဲကံပြောင်းနိုင်တဲ့အချိန်ကလည်းရှိတတ်ပါတယ်မိတ်ဆွေကတမျိုးနေသားဖြစ်စီတင်းလာအင်္ဂါဘုရားကြာတာပြေးတောက်ကြစနေစတဲ့ညီရီနေသားပင်ဖြစ်စီတကယ်တမ်းကံကောင်းမယ်နေ့ရယ်ဆိုတာစဉ်းစားထားဘူးပါသလားဒီနေ့မှာတော့ရွှေညောင်မြေ channel ကနေဘီရင်လက္ခဏာပညာနဲ့ ဂမ်ဘီယာသူတွေဒီဆရာကြီးဦးညာဆိုင်ရဲ့မျှဝေပေးမှုရခဏသာသမီးတိုင်းအတွက်နေရလိုက်ကံကောင်းလို့ကံပြောင်းနိုင်မဲ့နေရများကိုတိကျပြတ်သားစွာနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဟောဇာတ်မှာပါဝင်တဲ့နေရတွေကမိတ်ဆွေအတွက်အစာပြုဖို့လုံငန်းအောင်မြင်ဖို့ဘဝတည်းတစ်ခုစဖို့တန်ဖိုးကြီးတဲ့အချိန်တွေဖြစ်အသုံးချနိုင်မှာပါခုချိန်ကစပြီးတနေ့ချင်းတခဏချင်းကိုတန်ဖိုးထားပြီးနားထောင်လိုက်ကြရအောင် ာသမီအားလုံးအေးပြာတွေဝေးကွာကြပါစေစိတ်တော့ကဘုန်းကြီးကလည်းပြင်ဝေးကြပါစေစိတ်ကြမှာချင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းပညာမြေ channel မှာတစ်ဆင့်ဤရင်လက္ခဏာကံပြီးရပညာသူတည်ဆရာကြီးဦးမြတ်ဆံမစုတောင်းမြတ်တာဟုတ်တာပါလေခင်ဗျာဟုတ်ကဲ့ဒီတိုင်းဒီတိုင်းဟာစိတ်တော့ကအပူမိတိရှင်နေတဲ့ကာလတနည်းပြောရရင်တော့ဗောဗျာအယူအီဝိုင်းတလို့ ံစားနေရတဲ့ကာလဖြစ်တဲ့အတွက်စီးပွားရေးလူမှုရေးကျန်းမာရေးအိမ်အောင်ရေးစသဖြင့်ပေါ့လေအလုံးဟာအရေးတကာအရေးတွေထဲမှာစားရေးတောက်ရေးအောင်မြင်ရေးကြီးပွားရေးဆိုတာတွေကလည်းအရေးကြီးတယ်လို့အဲအရာမှာလည်းလူတိုင်းလူတိုင်းဟာအစင်မပြေတဲ့အတွက်အလုံးဟာကြက်တဲနေတဲ့ကာလဖြစ်ပါတယ်ခင်ဗျအဲ့လိုကြက်တဲနေတဲ့ကြက်တဲနေတဲ့ကာလမှာလူတိုင်းလူတိုင်းဟာကြီးပွားခြင်းညာတယ်ချမ်းသာခြင်းညာတယ်အောင်မြင်စီအောင်မြင်ခြင်းညာတာတမတာပါပဲခင်ဗျဒါကြောင့်မလို့ကိုယ့်ရဲ့ ကြံတရားဆိုတာကလည်းဉာဏ်များလို့မရဘူးခင်ဗျာနော်အတိတ်ကံဝတ်ကြိုးရှိရင်လဲခံရမှာကျွန်တော်တို့သုံးလောကထွတ်တာမြတ်မရတော့ပါပဲဝိပ္ပတော်စနပါဆိုတာကြီးတာဖြစ်တဲ့အတွက်ဝတ်ကြိုးရှိရင်လဲညာယဟနာကြီးတော့ပါပဲပြစ်ဆက်ရည်တာဒါကြောင့်မလို့အတိတ်ကံဝတ်ကြိုးရှိရင်တော့လူတိုင်းလူတိုင်းဟာပြစ်ဆက်ရမှာပေါ့ဗျာနော်ဒါကြောင့်မလို့အခုဘဝတော့ပါပဲမနေ့ကကိုပါလို့ခဲ့တာမသိတဲ့လူတွေတော်တော်များတယ် ဟိုအတိတ်ဘဝမှာကိုကကောင်းတာပဲလုပ်ခဲ့သလားမကောင်းတာပဲလုပ်ခဲ့သလားအခုလိုကကြီးသုံးပါမှလွတ်နေတဲ့ဒီကတော့အတိတ်ကံပါကိုကောင်းတာလေးတွေလုပ်လို့လွတ်နေတယ်လို့သတ်မှတ်တယ်လို့ကကြီးသုံးပါထဲမှာတချို့ဆိုရင်ဟလာစာဦးရေးပြီးလို့သေးတယ်ရေးရကြီးလို့သေးတယ်ဟလာမိတွေလောင်းလို့သေးတယ်နော်ဥပိ္ပိကံကလည်းသိကြတဲ့ဒီများတွေဟာတော့အတိတ်ကံကကိုမကောင်းတာရှိတယ်လေလို့ပဲသတ်မှတ်မှာဖြစ်ပါတယ်ဗျာဒါကတော့အတိတ်ကံနဲ့ဆိုင်တာပေါ့ဗျာဒါပေမဲ့အခုလက်ရှိမှာ ဦးတော့ဟေးတိုက်ကြည့်သုံးပါတယ်လည်းမပေါ့ကံကောင်းနေတယ်ဆိုတဲ့လူညကတော့အတိတ်ကံကောင်းတယ်လို့ပဲတတ်မှတ်အဲ့တော့ကောင်းနေတဲ့လူညကလည်းအခုနောက်ထပ်အခုလက်ရှိပြဿနာမှာကောင်းတာတွေထပ်လုပ်ပြီးတော့ဒါမဲ့အနာဂတ်ကံတွေကောင်းဖို့အတွက်ကြိုးစားပြရမှာဖြစ်ပါတယ်ခင်ဗျာအဲကြောင့်မလို့ကိုနေတော်ညကကိုကဘယ်နှစ်ကံကောင်းမယ်ဘယ်နှစ်ကံမကောင်းဘူးဆိုတာကိုတမ်းမှန်မျက်စိနဲ့တော့မမြင်နိုင်ပါဘူးခင်ဗျာနော် ာဓမအာယုံသာဓမမျက်လုံးပိုင်ခြင်းလို့ခေါ်တယ်။ပရောဟိတ်ကြီးကတော့ပြီးပါတယ်ခင်ဗျာ။နော်။ဒါကြောင့်မလို့လူတယောက်ကိုတာမန်မျက်စိနဲ့ကြည့်ရင်တော့ကျွန်တော်တို့လှန်ကြီးထန်လာပဲ။မြင်ရတတ်ပါတယ်။ဒါကတော့ဒီလိုစင်မှန်တယ်ဗျာ။ဒီတိုင်းဒီတိုင်းကြည့်ရတတ်တယ်။ဟလာကျွန်တော်ဗိဒါလို့ခေါ်တယ်အပြင်မှမှကြည့်တိုင်းမြင်နေလှန်ကြီးထန်လာတယ်။တာမန်မျက်စိနဲ့ပဲကြည့်လို့မြင်ပါတယ်ခင်ဗျာ။နော်။ဟုတ်ကဲ့။ပရောဟိတ်လို့ခေါ်တယ်။ဉာဏ်မျက်စိနဲ့ကြည့်ပါသားလေ။ 干成了，你妈、no? 的肯定能。他将来，几、那个个，今年的活五百个十，他现就，好，工地来了，咱们搞个么子？过也干么讲？干讲么讲我？工人去，工人有，工人有路过的，好，就那路，老黑比年轻年子嘛，几个比较嘛。过也干，老李讲你的，干在那里男你的，干在那里女你的，好，干讲么干我？就那路，几个比明年了。 ဒါကျွန်တော်ရှေ့မှာအစင်လာတွေရှိခဲ့ပါတယ်ခင်ဗျာနော်အခုလဲခொနည်းသားသမီးများအတွက်ဘယ်နေ့တွေကတန်ကောင်းနေဘယ်နေ့တွေကအောင်မြင်စေတတ်တယ်ဆိုတာကိုအေရင်လက်ခနာတံပြားပညာသူတွေဆရာကြီးဦးမြတ်ဆန်ကကျမ်းကိုထောက်ပြီးလက်ပေါ်ပြီးမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကံကောင်းလို့ကံပြောင်းတဲ့အချိန်လားကံမကောင်းလို့ကံပြောင်းတဲ့အချိန်လားအဲ့ဒါလေးတွေသိဖို့ကျွန်တော်တို့အရေးကြီးပါတယ်ဟုတ်ကဲ့ကံကောင်းရင်လည်း ြန်ပြောင်းလို့မရတယ်လို့ကံညံ့ရင်လေခံရဘူးလားပြန်ထားပါခင်ဗျာကဲကံမရင်လေအန့်ကြတတ်ပါတယ်ခင်ဗျာနော်ဒီနေ့ကျွန်တော်တို့ကဲတော့နဲ့နေရတယ်မနေ့ဘက်ကထီရဲချဲရီပေါ့အမူကြီးရတယ်ကျွန်တော်တို့တိုက်ဆောက်ကားစီးရတယ်ကဲတော့ကနေတိုက်ပေါ်ရောက်ထီတတ်တယ်ဟိုကလည်းဖြစ်ပါတယ်ဟုတ်ကဲ့ကံတရာတွေညံ့ပြီဆိုရင်လေတိုက်ပေါ်ကနေပြီးတော့တဲဆုပ်ပေါ်ရောက်သွားတတ်တယ်ကံတရာတွေရှိပါတယ်အဲကြောင့်မလို့ကိုယ့်ရဲ့ကံက တဲစုပ်ကနေတိုက်ပေါ်ရောက်မယ်ကန်တရားလားဒါမှမဟုတ်ရှိလို့ရှိရင်တိုက်ပေါ်ကနေတဲစုပ်ပေါ်ရောက်မယ်ကန်တရားလားဆိုတာသိဖို့အတွက်ပရောဟိတ်လို့ခေါ်တယ်မိရင်ဆရာကြီးစီမှာကန်သာတာစစ်စစ်ရပါတယ်ခင်ဗျာနော်အဲ့ဒီလိုကန်သာတာကိုစစ်စစ်ခြင်းနဲ့ဆိုရင်လေပညာနဲ့ဉာဏ်နဲ့မှတစ်စက်မိရင်လက္ခဏာဉာဏ်ကြီးပညာတုတေကြီးဆရာကြီးဦးမြတ်ဆံပုံဆက်ပြီးတော့ကိုယ့်ရဲ့ကံကြမ္မာနဲ့သာတာမြောက်စစ်စစ်တွက်ချက်မင်းများနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးကြော်ညာလေးဝင်ပြရတယ်ခင်ဗျာနော်ဟုတ်ကဲ့ ။ရတော့ကံဆိုတာကကာမဆိုတဲ့ပါဠိစကားပြက်ကလာတာပါခင်ဗျာနော်။မြမလူအိဗေမြမလူကတော့ပြုလို့ချင်းလို့အိဗေရပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့။ကိုလောက်တာကိုကိုပြန်ရတာကံတရားပါ။ကဲ။ကံကောင်းကျင်တာဒီကံကောင်းကျင်တယ်ဆိုရင်တော့ကောင်းတာတွေများများလုပ်ဖို့တော့လိုတာပေါ့ဗျာ။ဟုတ်ကဲ့။အဲမှလည်းမသွားဘူး။ဘာမှလည်းမလုပ်ဘူး။အိုင်ပြီးတော့ပဲတရားရှိမှာ။ ဒူးတော့ပြီးတော့ဆူတောင်းနေမယ်ဆိုရင်တော့အာမလည်းပြစ်လာမှာမဟုတ်ဘူး။ဟောအဲမှာလည်းမရောက်ပါဘူးခင်ဗျာ။ဒါလည်းသိကြပါရစေ။ဟုတ်ကဲ့အဲ့လိုမျိုးပြောတော့ကျွန်တော်တို့အောင်စင်ဝင်းပတိကုံးရဲ့ခင်ဗျာလေးတပုတ်ကိုကျွန်တော်တို့ပေါက်လိုက်ရပါတယ်။အောင်စင်ဝင်းပတိဘုတ်ကဘလို့ဆက်ဆူတာတည်းဆိုရင်ဆူတောင်းနိုင်တာပြစ်မယ်ဆိုရင်တဲ့။ညင်ရစင်တုတုံးပြူပြေတော့ညက်ပြားမှာဆူတောင်းလိုက်မယ်တငယ်ချင်းဟုတ်ကဲ့အချုပ်ကိစ္စတွေက အိုင်ပြီးတော့ဆူတောင်းနေမှာမရပါဘူးခင်ဗျာနော်ကြံဆိုတာအလုပ်ပါခင်ဗျာအဲ့တော့ကိုလုတာကိုရတာပါအကြောင်းမလို့ကံကောင်းကျင်တယ်ဆိုရင်ကံကောင်းတဲ့အချိန်ကာလနဲ့တိုက်ဆိုင်နေမယ်ဆိုရင်ကိုကအလုပ်လုပ်မယ်ဆိုရင်လူရကီးကိုမြန်မြန်ရောက်စီတတ်တာတမတာပေါ့ဗျာနော်ဒီထဲမှာသွားတဲ့လေများလိုပဲနော်ကျွန်တော်တို့လေးလာလာလေးလာတဲ့အချိန်မှာရွက်ထောင်ပြီးတိုက်မယ်ဆိုရင်လူရကီးကိုအမြန်ရောက်စီတတ်တယ်လေးမလာရင်တော့လောကခဲ့ရတာအင်းမတမ်းမှပြင်းမှန်းပါလေခင်ဗျာနော် ဒီကြီးကလည်းကြမ်းမယ်လေရလည်းမလောက်ဘူးဆိုဘောကမှအခုချိန်နေတာကအဲ့ဒီတိုင်းပါပဲခင်ဗျာနော်လေရလည်းမတိုက်ရည်စည်းကလည်းကြမ်းတော့တော့ခက်ရတာပြင်းမှန်းကြတယ်ဥတို့ရှင်လူသားများအတွက်ကံကောင်းလို့လေလေးတိုက်တဲ့အချိန်မှာကိုကရွက်ထောင်မှုပြည့်စင်းနေတာပြင်တာပါကိုကံကောင်းတဲ့အချိန်လေးမှာတော့လူကြီးမင်းကအိတ်ညောမနေဘူးတော့လူသားပေါ့ဗျာနော်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ကျွန်တော်အင်္ဂါနေ့ပေါ့ဗျာအင်္ဂါနေ့တနေ့မှာတဲ့အင်္ဂါသားသမီးများပေါ့အင်္ဂါသားသမီးများအတွက်ကတော့ အထူးကံကောင်းစီတတ်တယ်နော်ကံတတကျွန်တော်တို့ထိတ်ဆုံးကိုရောက်စီတတ်တယ်အချိန်ခါနဲ့နေ့ရက်များကိုကျွန်တော်ပြောကြပြမှာဖြစ်ပါတယ်နော်အင်္ဂါသားသမီးများကကျွန်တော်တို့ဘာပဲလုပ်လို့အစသာရရအောင်မြင်နေတယ်ထိတ်ဆုံးကိုရောက်စီခြင်းရောက်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့တောက်ကြနေပါဘူးကွာနော်အင်္ဂါသားသမီးများတောက်ကြနေမှာအစသာရရနော်အောင်မြင်နေတယ်ဆိုလို့ရှိလို့ရှိရင်တောက်ကြနေမှာ ခုခုလေးကိုစားစားပြီးတော့မှအကျန့်စီပြုလုပ်မယ်ဆိုတော့တောက်ကြနေရကိုယ့်ရဲ့အံကောင်းဆုံးလေးဖြစ်ပါတယ်ခင်ဗျာနော်ဒါပဲလို့တော့အွန်လိုင်းစီကြတဲ့နေပါတောက်ကြနေရတော့နော်အဲ့တော့ကျွန်တော်တို့ဟောဖို့ရာကျွန်တော်စူပါရင်းနဲ့ပတ်သက်လို့ကျွန်တော်လုပ်တော့မယ်ဆိုရင်တော့ကျွန်တော်တနင်္လာနေ့မှာလုပ်ပါမယ်ခင်ဗျာနော်စူပါရေးအတွက်ဆိုရင်တော့တနင်္လာနေ့မှာလုပ်ပါအဲ့လိုမျိုးမဟုတ်ဘူးအင်္ဂါသားသမီးများအိမ်တော်ရေးကိစ္စတွေအခြေရေးကိစ္စတွေနှလုံးသားရေးကိစ္စတွေလုပ်တော့မယ်ဆိုရင်တော့ကြာတော်ရင်းနေ့မှာလုပ်ပါခင်ဗျာ အာဂရင်းကိုအတွက်အင်မတန်ကောင်းစီတတ်တယ်မြေပါခင်ဗျ။เนาะနိုင်ငံကြီးကိစ္စအကြံစီကိစ္စเนาะစတုရှယ်ယာကိစ္စတွေလုပ်တော့မယ်ဆိုရင်တော့တောက်ကြနေမှာကျွန်တော်တို့တခုခုလေးစောင်းเนาะတောက်ကြနေမှာတတိတမျိုးပေါ့ဗျာတတိလေးစားပြီးတော့မှာအကြံစီတွေပြုလုပ်မယ်ဆိုရင်တောက်ကြနေရအောင်မြင်စီတတ်တယ်မြေပါခင်ဗျ။အင်္ဂါသားတို့များအတွက်ဟုတ်ကဲ့ဒီနေ့လာနေမှာတော့စီဝါရေးတွေလုပ်မယ်ဆိုရင်เนาะဒီခုခုလေးကိုအတောင်းရန်ပြုပြီးတော့မှာစီဝါရေးတွေလုပ်ပါဦး တင်းလာနေရအင်္ဂါသားသမီးများအတွက်တင်းလာနေရစီးပွားရေးလို့လို့ကောင်းနေနေပါခင်ဗျာခုနှစ်တူကပဲအင်္ဂါသားသမီးများအင်းအိမ်တော်ရေးကိစ္စအခြေရေးကိစ္စနှလုံးသားရေးကိစ္စတွေလုပ်မယ်ဆိုရင်ကြာသာပတင်းနေမှာလုပ်ပါအငင်းကုန်လေးပြုလုပ်ပြီးမှလုပ်ပါတဲ့ဒါဆိုရင်အောင်မြင်စေတတ်ပါတယ်ခင်ဗျာအကြောင်းမလို့ကိုယ့်ရဲ့ကံတာတာတွေမှာကံကောင်းခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်နော်ကျွန်တော်တို့ကျွန်တော်ပြောတဲ့အချိန်အခါလေးတွေနေ့ရက်ကလေးတွေရွေးပြီးတော့ပြုလုပ်ပါဆိုတဲ့အကြောင်းခုနှစ်သားသမီးများကို 一定来看他，看第二、第三、六点、四点、五点三个。中午他给咱招呼人去买的，明天明天二楼再到个，跟那定位比，楼下在那里比容易？去年你叫你买的三，再叫买的，我现在二楼一手人家买的便宜啊！